င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့အော်တိုဘားလ9ရက်နေ့အတွက်သတင်းစာဘောကဖတ်စရာအစီအစဉ်ကိုတော့ကျွန်တော်အခါနဲ့ကျွန်မခင်ကြီးသူတို့ကတက်ဆက်ပေးသွားမှာပါဟုတ်ကဲ့ပါကဲညီမကြီးဒါပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒါ The Vice Daily ရဲ့မျက်နှာဖုံးမှာပေါ့နော်ဒါကတော့မဟာတဏိတုခချောင်းတိုက်ကိုတဲ့ပြန်လည်လွှဲပြောင်းပေးအပ်ရန်မရှိဟုဆိုဆိုပြီးတော့ဒါရှင်းထားတာပါနောက်တစ်ခုကတော့ဒါမနည်းရပဲဒါတော်တော်လေးကိုဟိုလူတွေလည်းတော်တော်များတော့သိနေပါပြီဒါပေမဲ့ဒီဒီနေ့ထွက်လာတဲ့သတင်းစာ channel တွေအများစုရဲ့မျက်နှာဖုံးမှာလည်းဖော်ပြထားပါတယ် ဒါတော့ဆန်တော်ချိန်နေ့စဉ်သတင်းစာရေးမြန်မာဖောင်းဟောင်းကိုတော့တစ်ချက်ရွှေ့ပြကြပါမယ်။အမေရိကန်အားဖြင့်မာနင်ဂန်ပေါ်ရေးယူပိတ်ဆို့မှုများရှုပ်သိမ်း၊ဗိုလ်ချုပ်မှုရှိတန်းရွှေ့ငင်းနော်ဦးထွန်းမြင့်နိုင်တဲ့ခရိုနီကြီးများခင်းလွတ်ခွင့်ရဆိုပြီးတော့ကြီးတတ်ထားလေးပါ။ဟုတ်ကဲ့ပါ။နောက်တစ်ခုကလည်းဒါတော်တော်လေးကိုဒီအဲမီဒီယာတွေရောဒါလူမှုကွန်ရက်တွေမှာပေါ်လို့ရိုက်ခဲ့တဲ့အဲသတင်းလေးတစ်ခုပေါ့နော်။ဒီတော့ဆိုနေ့စဉ်သတင်းစာရေးမြန်မာဖောင်းမှာပါပါတယ်။ Insta မှာဦးโจဆက်မီဒီယာများကိုတရားဝင်တောင်းပန်ဆိုပြီးတော့ဒါတင်ထားတဲ့မြန်မာဖုံးသတင်းလေးပါခင်ဗျာဒါကတော့မနေ့ကတော့ မီဒီယာတွေကိုသူပြောခဲ့တာတွေမှားပါတယ်ဆိုတော့ပြန်တောင်းပန်သွားတာပေါ့နော်ဟုတ်ကဲ့ပါကဲဒါဆိုလို့ရှိရင်တော့ညီမဒီနေ့အတွက်အိဒါအပေါ်ပေါ့ဟုတ်ကဲ့ပါအိဒါအပေါ်ဒီနေ့ထုတ်ပြီး daily 11သတင်းစာကရွေးချယ်ထားပါတယ်ဆာမျက်နှာ၄ရပါပေါ့နော်သူကတော့ဒီပိုင်ဆိုင်မှုကြီးညာခြင်းနဲ့ခြားစားမှုတိုက်ဖြတ်ရေးအလားအလာဆိုတဲ့ကောင်းစင်နေပါ NLD ကိုယ်စားလှယ်ရရဲ့ပိုင်ဆိုင်မှုစီးရင်တွေကိုပါတီမှာချိတ်ပိတ်သိမ်းဆီးပြီးထုတ်ပြန်ကြေညာမိမဟုတ်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဒုတိယအကြိမ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးပြီးစီးတဲ့အောက်တိုဘာလ9ရက်နေ့မီဒီယာတွေနဲ့တွေ့ဆုံမှာ သတင်းနောက်တဦးမင်းမြန်ချက်ကိုဖြေကြားရမှာပြောကြားခဲ့ရဖြစ်ပါတယ်ဆိုပြီးရေးသားထားပါတယ်။သတင်းနောက်တဦးကဥက္ကဋ္ဌကြီးအနေနဲ့ပြီးခဲ့တဲ့လွှတ်တော်ရုံးကအစိုးရအဖွဲ့ပိုင်ဆိုင်မှုထုတ်ပြန်ကြေညာဖို့ဆိုပြီးအစိုးတင်သွင်းတော့တော်တော်တိုက်တိုက်ပြောရတာရှိပါတယ်တဲ့။အခုဥပဒေပြည့်ရေးအာဏာလက်ထဲရောက်လာနေပြီ။အဲ့ဒီတော့ကပြန်ဖြေတာကဥပဒေတချို့ပြင်ရမယ်လို့ဖြေထားတာရှိပါတယ်။အခုလုံတော့မှလားဘယ်လိုလုံမှလဲဟုမင်းမြန်ခဲ့ရဖြစ်ပါတယ်ဆိုပြီးရေးသားထားပါတယ်။အဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ဖြေထားတာကတော့ဗောနော်ဒီကိစ္စကကျွန်တော်တို့အနေနဲ့ထပ်တောင်းဖို့မလိုပါဘူးတဲ့ကျွန်တော်တို့ candidate တွေခေါ်ကြတဲ့ကောကမှတ်မိမလားမသိဘူးတဲ့ကိုယ်စားလှယ်လောင်းတွေခေါ်ကြတဲ့ကောကစည်ရင်တွေအကုန်တောင်းထားပြီးသားပါတဲ့တောင်းပြီးတဲ့အခါမှာနိုင်တဲ့ကိုယ်စားလှယ်ရှိတယ်ရှုံးတဲ့ကိုယ်စားလှယ်ရှိတယ်ရှုံးတဲ့ကိုယ်စားလှယ်တွေကိုပြန်ပေးလိုက်ပါတယ်တဲ့နိုင်တဲ့ကိုယ်စားလှယ်တွေရဲ့စည်ရင်တွေကိုတော့ကျွန်တော်တို့ပါတီဥက္ကဋ္ဌစီမှာအခုထိချိတ်ပိတ်သိမ်းဆည်းထားပါတယ်တဲ့စည်ရင်တွေကလည်းရှိပြီးသားပါ မရတဲ့မရသေးတဲ့သူလည်းမရှိသေးပါဘူး။ဒါကြောင့်ဒီအတွက်ဥပဒေပြင်သည်ဖြစ်စေမပြင်သည်ဖြစ်စေထပ်တောင်းစရာမလိုတော့ပါဘူး။အဲ့ဒီတော့ကကိုစရဲလောင်း3000တောင်းစီကစင်းနေယူထားခဲ့ပါတယ်ဆိုပြီးတော့ဖြေချခဲ့ပါတယ်တဲ့။အခုလိုဖြေချမှုပေါ်မှာဆက်ဆက်မေးခွန်းအဖြစ်အများပြည်သူကိုတဲ့ထုတ်ပြန်မှုရှိသလားဟုဆက်လက်မေးမြန်းခဲ့ပါတယ်တဲ့။အဲ့ဒီမေးမြန်းမှုကိုလွှတ်တော်ဥက္ကဋ္ဌကအများပြည်သူကိုထုတ်ပြန်ပေးဖို့ဆိုတာကကျွန်တော်ပြောပြမယ်တဲ့တချို့ကအဲ့ဒါကိုနားလည်မှုတွေလွဲနေပါတယ်ဥပဒေသဘောတရားအရာကိုကဥပဒေမှာပြဋ္ဌာန်းထားတာကအများပြည်သူကိုထုတ်ပြန်ပေးရမယ်လို့မပါပါဘူးတဲ့အားလုံးပြန်ကြည့်လိုက်ရင်တော့ဥပဒေကို တောင်းထားရမယ်ယူထားရမယ်အများပြည်သူကိုထုတ်ပြန်လိုက်တော့ဘာဖြစ်လဲဆိုရင်အခုအခြေအနေအရအခုကာလာဒေတာကိုကြည်ပါတဲ့အခုကိုယ်စလဲရီအတွက်ရာဇဝဲမှုကိုဖိတ်ခေါ်တယ်လို့ဖြစ်နေမှာပါတဲ့မဟုတ်ဘူးလားတဲ့အိမ်ဖောက်ခံရတာတို့လူရဲခံရတာတို့ဓမြတိုက်ခံရတာတို့ဖြစ်သွားနိုင်ပါတယ်တဲ့ဒါကြောင့်မို့ငကိုကလေးကမူလရည်ရွယ်တဲ့ဥပဒေကိုကပေးဖို့ပဲပေးပြီးကိုကတင်ထားဖို့ပဲလို့ပြန်လည်ဖြစ်ကြခဲ့ရဖြစ်ပါတယ်ဆိုပြီးရေးသားထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာ ဒီမှာတခုသူအဲ့ဒါထောက်ပြပေးထားတာတော့အန်အိုးဝဲကောင်းတာတခုကတော့တဲ့ယခုက NLD ကိုကိုစလဲရီရဲ့ပိုင်ဆိုင်မှုစင်ကိုထုတ်ပြန်ကြေညာမိမဟုတ်ကြောင်းဖြေကြားခဲ့တဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ဟာတဲ့2012ခုနှစ်ဇူလိုင်လ25ရက်နေ့ကပြည်သူ့လွှတ်တော်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပသိမ်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကလွှတ်တော်အမတ်အဖြစ် Good Governance ကောင်းမွန်သောအုပ်ချုပ်ရေး တန်ရှင်သောအစိုးရဖြစ်ပေါ်ရေးအတွက်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များတိုင်းရင်းသားတိအစိုးရအဖွဲ့ဝင်များပြည်내အစိုးရအဖွဲ့ဝင်များအဖြစ်တာဝန်ပေးအပ်ခံရသူများသည်၎င်းတို့၏ရွှေ့ပြောင်းနိုင်သောပစ္စည်းမရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်အကျိုးစီးပွားများကိုထုတ်ပြန်ကြေညာပြီးမှတ်တမ်းတင်ထားဖို့အဆိုကိုတင်သွင်းခဲ့သူဖြစ်နေခြင်းဖြစ်ပါတယ်ဆိုပြီးတော့သူကအချက်လေးတစ်ချက်ထောက်ပြထားတယ်ပေါ့နော်ဒီမှာဟုတ်ကဲ့ဒီကနေ့ပတ်သက်ပြီးနောက်ဆုံးရေးထားတာကတော့ ဒီနေရာမှာတဲ့သတင်းတောက်ရဲ့မင်းမြတ်မှုနဲ့ပတ်သက်ပြီးဥဝင်းမြင့်ရဲ့ပြန်လည်ဖြေကြားချက်ဟာမေးခွန်းနဲ့အဖြေလွဲချော်နေကြောင်းသိရှိရပါတယ်တဲ့သတင်းတောက်ကအစိုးရအဖွဲ့နေရဲ့အစိုးရအဖွဲ့ဝင်တွေရဲ့ပိုင်ဆိုင်မှုအတွက်ဥပဒေပြုပေးရေးကိုမင်းမြန်းခြင်းဖြစ်ပြီးဥဝင်းမြင့်က NLD ကိုယ်စားလှယ်တွေအနေနဲ့၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကြေညာဖို့မရှိကြောင်းဖြေကြားခဲ့ရဖြစ်ပါတယ်ဒါကြောင့်အစိုးရအဖွဲ့နေ ဒါကြောင့်အစိုးရအဖွဲ့ဝင်တွေရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးခြားစားမှုရှိနိုင်သည်ဟုတန်တရားများထွက်ပေါ်နေပြီးအဂရိလိုက်စားမှုအဂရိလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့စံပြလုပ်ရဲ့အနေနဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်အစိုးရအဖွဲ့ဝင်များအလုံး၏ပိုင်ဆိုင်မှုများကိုအများပြည်သူသိအောင်ထုတ်ဖော်ကြေညာရမည်အချိန်လည်းဖြစ်နေပါပြီတဲ့။ဒါကြောင့်အစိုးရအဖွဲ့ပေါ်ပြည်သူတို့၏ယုံကြည်မှုတိုးတက်စေဖို့ခြားစားမှုတိုက်ဖြတ်ရေးနဲ့စံနမူနာပြုလုပ်ပြုလုပ်ပြုဆောင်ရန် ပိုင်ဆိုင်မှုထုတ်ပြန်တင်ညာခြင်းနဲ့ပတ်သက်သောဥပဒေပြဋ္ဌာန်းပြီးအစိုးရအဖွဲ့များအားလုံးပိုင်ဆိုင်မှုကိုအများပြည်သူသိအောင်ထုတ်ပြန်တင်ညာဖို့လိုအပ်ပြီဖြစ်ပါကြောင်း Daily Level သတင်းစာကရှင်းသပ်အပ်ပါတယ်ဆိုပြီးဖော်ပြထားပါတယ်ရှင်။ကဲဒါဆိုလို့ရှင်တော့ညီမတို့ဒါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ခုနကဒါမျက်နှာဖုံးသတင်းအနေနဲ့ဖတ်သွားတဲ့ The Voice Daily သတင်းစာရဲ့မျက်နှာဖုံးကမာတနိဒုက္ခကြောင့်တိုက်ကိုပြန်လည်လွှဲပြောင်းပေးအပ်ရန်မရှိဟုဆိုဆိုပြီးတော့ရှင်းထားတာပါ။နိုင်ငံတော်တန်ခါမဟာနိုင်ခအဖွဲ့နဲ့ပြည်နယ်ဆရာတော်တို့ကြားပိုင်ဆိုင်မှုညင်းပွားနေတဲ့မဟာတဏိဒုက္ခကြောင့်တိုက်ကိုညီသည့် ပုဂ္ဂိုလ်တူတူတယောက်အဖွဲ့အစည်းတစ်ခုကိုမှပြန်လည်လွှဲပြောင်းပေးရရန်မရှိကြောင်းသာသနာ့ရေးရည်ကြေးမှုဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝင်ဦးစာနီအောင်ကပြောကြားခဲ့ပြီးဆိုပြီးတော့ဒီမှာရှင်းထားပါတယ်။အော်တိုဘလာရှင်းနီကပြုလုပ်တယ်တဲ့။ဒါသတင်းစာရှင်းလင်းပွဲမှာဒီအငင်းပေါမှုနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောဆိုသွားတာပေါ့နော်။ဒီចောင်းတိုက်ကြီးကတဲ့ဒါဗုဒ္ဓသာသနာတော်မြတ်ကိုရည်စူးပြီးနိုင်ငံတော်တန်ခါမဟာနာကအဖွဲ့ထံရေဆက်ချလှူဒန်းထားပြီးဖြစ်တယ်ဆိုပြီးတော့သူကတော့ ဒီလိုမျိုးပြောထားတယ်ဗောနော်ဝင်ကြီးဌာနဘက်ကတော့ဒါပြည်နှံစီကတော့ပိုင်ဆိုင်မှုမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးဒါလေးကိုပြောထားပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့ဒါခုနကတုန်းကဒီတရားစွဲဆိုခံထားရတဲ့လန်ဒန်ဆရာတော်ရဲ့ရှင်နေဗောနော်ဦးသိန်းဝင်းကပြောထားတာတော့မိမိအမကိုတောင်းပန်ဖို့ဘယ်သူမှစိုးဝင်လေးမှမဟုတ်ပါဘူးအခုခါကဆရာတော်တွေဘက်ကမမှားပဲမှားပါတယ်တောင်းပန်ရမှာတော့မဖြစ်နိုင်ဘူးဥပဒေတိုင်းဆက်လက်ရင်ဆိုင်သွားမယ်ပြီးတော့ကျောင်းတိုက်ပိုင်ဆိုင်မှုကိစ္စကပြည်နှံဆရာတော်ကြီးနဲ့မဟာနာအဖွဲ့နှစ်ဖက်ငင်းပွားနေတာပါ ဖမ်းဆီးတရားစွဲဆိုခံရတဲ့လန်ဒန်ဆရာတော်ပါဝင်တန်ခါ၅ပါးကဒီကျောင်းတိုင်မှာအာဂါနုသတင်းလာတုံးတဲ့ပုံကိုယ်တွေဘာမှမဆိုင်ပဲဖမ်းဆီးတရားစွဲဆိုခံရတာပါဆိုပြီးတော့သူကတော့ဒီလိုမျိုးဆက်ပြီးတော့ပြောထားပါဗျ။သူကပဲဆက်ပြီးတော့ဒါပြောထားတာကတော့နှစ်ထောင်တခုနှစ်မှာတဲ့ပြည်နယ်ဆရာတော်ကပြည်ပသန္ဓနာပြုခီးစဉ်ဆင်နစ်ကြထွက်ခွာမှာဖြစ်တာကြောင့်ဗိုလ်ချုပ်ကြီးခင်ညွန့်ထံကိုတဲ့ကျောင်းတိုက်ကိုထိမ့်သိမ့်ပေးဖို့အနှံငယ်တယ်။သူကကျောင်းတိုက်ကိုထိမ့်သိမ့်ပေးဖို့မဟာနာအဖွဲ့ထံယာယီထက်လွဲခဲ့တယ်။နောက်ပိုင်းမှာမဟာနာကကျောင်းတိုက်ကိုအပိုင်စီးလိုက်တာဆိုပြီးတော့ဒီခုနကရှင်းနေရတော့ဒီလိုမျိုး ပြောဆိုထားပါတယ်ဗောနော်အဲသူကပဲဆက်ပြီးတော့ပြောထားတာတော့ကယံမှာမဟာနာမည်မရှိဘူးစင်ကာပူចောင်းတိုင်းပီနန်ဆီယာတော်ရဲ့နာမည်ပဲရှိတယ်လို့မူရင်းခယံပိုင်ပိုင်ဆိုင်ထားတဲ့ဆီယာတော်ကြီးကမင်ကြားထားတယ်ဒါပေမဲ့မဟာနာအဖွဲ့ကចောင်းចောင်းကိုပြန်လည်လွှဲပြောင်းမပေးဘဲចောင်းနိုင်မှာရှိတဲ့တန်တခါတော်တွေကိုဖယ်ရှားပေးဖို့အချိန်ချင်းစာထုတ်လာခဲ့တယ်ဆိုပြီးတော့သူကတော့ဒီလိုမျိုးပြောထားတယ်ဗောနော်တီဗီနီးကလည်းဒေသရှင်နေပွဲဒီဆရာတော်ကြီးဘက်ကဆရာတော်ကြီးဘက်ကလည်းလုံအောင်မယ်ဗောနော်ဟုတ်ကဲ့သူတို့ဘက်ကလည်းဒါဘယ်လိုပြန်ဖြေရှင်းမလဲဆိုတော့လည်း စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ကဲ့ပါဆိုဒီနောက်တစ်ပုဒ်ပေါ့ဒီနောက်တစ်ပုဒ်ကတော့ဒီနေ့ထုတ်လေး7 day daily ရဲ့မျက်နှာဖုံးဝသတင်းလေးပဲထည့်ပေးရွှေ့ချထားပါရှင်ဒါတော့ဒီစီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေပေါ့နော်အဲ့နံပါတ်3သတင်းလေးပါရှင်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေကို American Fair ဆိုတဲ့ကောင်းစင်မှာဥတန်းရွှေပါဝင်တဲ့ဘူချုပ်ဟောင်းများတပ်ပိုင်စီးပွားရေးလုပ်ငန်းများနဲ့ခရိုနီများတန်ခတ်ပိတ်ဆို့ခံရမှုစီးမလုံမြောက်ဆိုတဲ့သူက ဟိုခေါင်းစဉ်အတိုလေးပါထည့်သွင်းထားရပါတော့။ပူဂျုံမှုကြီးငိမ့်တန်းရွှေအပါဝင်စစ်ဘိုလ်ချုပ်ခေါင်းဆောင်ဟောင်းများစစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းများနဲ့ခရိုနီများကိုအရေးယူတန်ခတ်ပိတ်ဆို့မှုတွေကိုပယ်ဖျက်ပေးလိုက်ပြီးဖြစ်ကြောင်းအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကအောက်တိုဘာလ9ရက်နေ့မှာကြေညာခဲ့ပါတယ်တဲ့။ကောင်ဆန်းစုကြည်အမေရိကန်ခီးစဉ်ပြီးနောက်ယခုကဲ့သို့စီးပွားရေးပိတ်ဆို့မှုပယ်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံပေါ်အရေးယူတန်ခတ်ပိတ်ဆို့မှုတွေကိုပြန်လည်ပယ်ဖျက်ခြင်းမြန်မာနိုင်ငံပေါ်ပိတ်ဆို့ထားမှုနဲ့ဗန်နိုင်းရဲ့တန်ခတ်အရေးယူရန်ပြဋ္ဌာန်းသည့်ဥပဒေဖြေလျော့ရေးတို့ပါဝင်သည့် အမျိုးသားအရေးပေါ်အဥပဒေကိုရုံသိမ်းကြောင်းအုပ်ချုပ်ရေးအမိန့်အာဏာကိုတမရအိုဘားမားကတောက်ကြနေမှာလက်မှတ်ရေးထိုးပြီးတရားဝင်ကြေညာခဲ့ရဖြစ်ပါတယ်ဆိုပြီးရေးသားထားပါတယ်ထပ်ပြီးရရေးထားတာကတော့ဗောနော်ဒီနေ့တက်ဆက်ထဲမှာပဲတဲ့အမေရိကန်ဗန်နာယေးဝန်ကြီးဌာနရဲ့နိုင်ငံရဲ့ချားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကချမှတ်ထားတဲ့အထူးပြစ်မှတ်ထားအရေးယူပိတ်ဆို့မှုအောက်တွေရှိနေတဲ့တတိပုဂ္ဂလလူပုဂ္ဂိုလ်များနဲ့စီးပွားရေးလုပ်ငန်းများစီးရင် SN STN list တွင်ပါဝင်နေတဲ့နာမည်စင်းတွေကိုလည်းပဲ့ဖြတ်ပေးခြင်းဖြစ်ပါတယ်တဲ့ STN စီးရင်မှာပဲ့ဖြတ်ပေးလိုက်သူတွေထဲမှာဗိုလ်ချုပ်မှုကြီးငိမ့်တန်းရွှေ ဒုဗိုလ်မှူးကြီးငိမ့်မောင်အေးလက်ရှိဒုသမရဦးမြင့်စွေစသည့်စစ်အစိုးရထိပ်တန်းခေါင်းဆောင်များပါဝင်နေပါတယ်။ထို့အတူစစ်တပ်စီးပွားရေးလုပ်ငန်းများဖြစ်တဲ့မြန်မာစီးပွားရေးဥပိုင်ကုမ္ပဏီ Limited မြန်မာစီးပွားရေးကော်ပိုရေးရှင်မြဝရီပန်အစရှိသည့်တို့ကိုလည်းဆင်းမှဖယ်ရှားပေးလိုက်ပြီဖြစ်ပါတယ်။ထို့ပြင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဌာနကပါဆာအပေါ်တန်ခတ်ပိတ်ဆို့မှုတွေကိုလည်းဖယ်ရှားပေးခဲ့ပြီးတစ်ချိန်တည်းမှာပဲဦးတေစာဦးစောစောစတီဗင်လော့ခေါ်ဦးထွန်းမြင့်နိုင်ဦးထွန်းမြင့်ဥခင်ရွှေစတဲ့ထိတ်တန်းခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း SDN စင်းကပယ်ဖျက်လိုက်ကြောင်းကြေညာချက်မှာပါရှိနေပါတယ်တဲ့။ ဒီတမရဥပမာကကျင်ရချက်တွင်ရေးသားထားရတာကောပေါ့နော်အမျိုးသားအရေးမျိုးသားအရေးပေါ်အဥပဒေပေါ်ထွက်စေခဲ့တဲ့အခြေအနေဟာကို2015နိုဝင်ဘာမှာကျင်းပခဲ့တဲ့သမိုင်းဝင်ရွေးကောက်ပွဲအပအဝင်ဒီမိုကရေစီမြင့်တင်ရေးအတွက်မြန်မာရဲ့သတိပြုလောက်စရာတိုးတက်မှုတွေကြောင့်ပြောင်းလဲပြီလို့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပါပြီဆိုပြီးတော့သူကဒီကျင်ရချက်မှာရေးသားထားတယ်ပေါ့နော်ဥပမာကထပ်ပြောရေးထားတာကတော့အရေးယူပိတ်ဆို့မှုတွေကိုလည်းနှင်းလိုက်ချမှတ်ခဲ့ပြီးနိုင်ငံတော်ငြိမ်ငြိမ်ဝတ်ပြည်ပြမှုတိစောက်ရေးအဖွဲ့ဝင်အပအဝင်မြန်မာအစ်စိုးရက ခေတ်အဆက်ဆက်ဖိနှိပ်အုပ်ချုပ်မှုရှိခဲ့သောအခြေအနေနဲ့ရှင်းကြည့်လိုက်ရင်2015ရွေးကောက်ပွဲကျင်းပခြင်းအတိုက်ခံနိုင်ငံရေးပါတီဖြစ်တဲ့ NLD ကယခုကလွှတ်တော်ရေးနေရအများစုအနိုင်ရပါတီဖြစ်လာတဲ့ကဲ့သို့ရဲသားဆွေရဖွဲ့ကိုဖွဲ့စည်းနိုင်ခြင်းနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းလွတ်လပ်စွာဖော်ထုတ်ခွင့်စုယုံခွင့်အပါအဝင်အခြေခံလူ့ခွင့်ရများပုံမရရှိလာခြင်းစသည်တို့ကြောင့်မြန်မာဒီမိုကရေစီအရေးကတိုးတက်လာပြီဟုသမ္မတဥပမာကထောက်ပြခဲ့ပါတယ်တဲ့။ ီထပ်ပြောရတာဒါပေမဲ့အခုမြန်မာနိုင်ငံအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းကျင်းပါတယ်။မြို့ရေးစေဝါတိုက်ဖြတ်ရေးဆိုင်ရာအရေးယူပိတ်ဆို့မှုဆိုင်ရာကဏ္ဍနဲ့ပိတ်ဆို့ခံထားရတဲ့လူပုဂ္ဂိုလ်နဲ့လုပ်ငန်းတွေတော့မပါဝင်သေးပါဘူးတဲ့။၎င်းတို့က SDN ဆေးမှာဆက်လက်တည်ရှိနေသေးဖြစ်ပြီး၎င်းတို့၏ပိုင်ဆိုင်မှုများနဲ့အကျိုးစီးပွားကိုလည်းဆက်လက်ပိတ်ဆို့ထားသေးဖြစ်ကြောင်းအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်တဲ့။ဒီ နောက်ဆုံးမှာတော့ရေးထားတာကတော့ဒီမေလ18ရက်နေ့ကမြန်မာတက်လုံငန်းမြန်မာပလဲထုတ်လို့ရင်းနဲ့ရောင်းဝယ်ရေးလုပ်ငန်းမြန်မာကြောင်းမြတ်ရတနာရောင်းဝယ်ရေးလုပ်ငန်းအမှတ်1တပ်တူတွင်ဝင်ဌာနအမှတ်2အမှတ်3တပ်တူတွင်ဝင်လုပ်ငန်းနဲ့တမောက်ဝရမှာပို့ကုန်သွင်းကုန်လုပ်ငန်းစတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း9ခုနဲ့မြန်မာစီးပွားရေးဘဏ်မြန်မာနိုင်ငံခြားကုန်သွယ်ရေးဘဏ်နဲ့မြန်မာယင်းနှီးမြှုပ်နှံမှုနဲ့ကူးတန်းရောင်းဝယ်ရေးဘဏ်တို့ကဒီနိုင်ငံပိုင်ဘဏ်သုံးခုကို SDN လက်ကလည်းဖယ်ရှားပြီးဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးကကြေညာခဲ့ပါတယ်ဆိုပြီးရေးသားထားပါတယ်ဟုတ်ကဲ့ပါခင်ဗျဒါကတော့ဒီနိုင်ငံတော်တိုင်ပင်ခံပို့ကုန် သွားပြီးတော့နောက်ပိုင်းမှာပေါ့နော်ဒါဘလောက်မှမကြပါဘူးဒါရှက်ပိုင်းမဲကြာတဲ့ချက်ချင်းကိုဒါဖင်ရှားပြေးလိုက်တာပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ထူးခြားမှုတစ်ခုပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါကြည့်ဒါဆိုလို့ရှိရင်ညီမတွေဒါနောက်ဆုံးသတင်းတစ်ပုဒ်ပေါ့နော်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါဆန်တော်ချိန်နေ့စဉ်သတင်းစာရဲ့ကျောပေါ်သတင်းလေးတခုပါဒါမြစ်ဆုံစီမံကိန်းဆက်လက်အကောင့်တက်ဖော်ပါကားတဲ့ငင်းငင်းလုပ်ငန်းစဉ်တွေခက်ခဲသွားစေနိုင်ဟုဆိုဆိုပြီးတော့ရှင်းထားတာပါမြစ်ဆုံစီမံကိန်းတည်ဆောက်မယ်တဲ့ကချင်ပြည်နယ်မှာတဲ့ငင်းငင်းမရသေးတဲ့အပြင်တိုက်ပွဲတွေဖြစ်ပေါ်နေစေဖြစ်တဲ့အတွက်တဲ့စီမံကိန်း ဆက်လက်အကောင့်တွေဖော်ခဲ့လို့ရှိရင်တော့ဒါငင်းငယ်ရေးလုပ်ငန်းစဉ်တွေကိုခက်ခဲသွားစေနိုင်တယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ကသုံးသပ်ပြောကြားထားပါတယ်။ဒါမနေ့ကတုန်းကတော့ဒါရန်ကုန်မြို့ပေါ့နော်။ဒါရန်ကုန်ဂလရီမှာပြုလုပ်တဲ့အဲအေယာမြမအေယာဝရီရှေခီစကဝိုင်းဆွေးနွေးပွဲပေါ့နော်။အဲ့ဒီမှာသူကပြောဆိုသွားတာပါ။ဒါဒေါက်တာထွန်းလင်းကဆက်ပြီးတော့ပြောထားတာကတော့မြစ်စုံစောင့်မဲ့နေရာကလူမျိုးရေးအရာလည်းပြဿနာရှိနေတယ်။ဒီ area တွေမှာသွားစောင့်မဲ့ ကိစ္စလည်းဖြစ်တယ်နောက်ပြီးစီမံကိန်းလုပ်ရင်နိုင်ငံခြားကုမ္ပဏီတွေအများကြီးပါဝင်လာမှာဖြစ်တော့ငင်းငယ်ရေးလုပ်ငန်းစဉ်အတွက်တော်တော်လေးခက်ခဲသွားစေနိုင်တယ်ဆိုပြီးတော့သူကတော့ဒီလိုမျိုးပြောထားပါတယ်ဒါဆက်ပြီးတော့သူကပြောထားတာတော့ပတ်ဝန်းကျင်အနေထားရတော့၎င်းနဲ့ရာသီဥတုရတော့၎င်းစီမံကိန်းတည်ဆောက်မဲ့နေပညာရတော့၎င်းနဲ့ပြည်သူအကျိုးဖြစ်ထွန်းမှုနဲ့ဆုံးရှုံးမှုရတော့၎င်းပြန်လည်သုံးသပ်ကြည့်မည်ဆိုပါကားတဲ့ဒါပြည်သူလူထုအတွက်အကျိုးဖြစ်ထွန်းမှုမရှိတဲ့အတွက်အရာတွေမြေပေါ်မှာတည်ဆောက်မဲ့ရေကာတာစီမံကိန်းတွေကိုခွင့်မပြုသင့်ဘူးဆိုပြီးတော့သူကဆက်ပြီးတော့ပြောထားပါတယ်ဒါအပြင်ဒါ တော်ထွန်းလွင်ကဆက်ပြီးတော့ကန့်ကွက်ပြောဆိုထားတာကတော့နိုင်ငံရေးလူမျိုးရေးမြန်မာနိုင်ငံရဲ့အနာဂတ်ပြည်သူပြည်သားတွေရဲ့စောင့်နေရေးအားလုံးပေါ်ခြုံပြီးလောမှာဖြစ်တဲ့အတွက်စီမံကိန်းအကောင့်တမဖော်ရင်ဒီပြည်လုံးစိတ်ချမ်းသာမယ်တိုင်းပြည်ရဲ့ပျက်စီးမဲ့အနာဂတ်တစ်ခုကကာကွယ်ရာရောက်တာပေါ့စီမံကိန်းအကောင့်တွေဖော်ရင်တိုင်းပြည်အတွက်လည်းအကျိုးမရှိဘူးဇာခိုင်လုံးရကြည့်ရင်90နဲ့30ဆိုတော့ကိုတိုင်းပြည်အတွက်လောက်တာလည်းမဟုတ်ဘူးဒါကိုကာကွယ်ဖို့မြို့သားတွေမှာတာဝန်ရှိတယ်လို့ယူဆပါတယ်ဆိုပြီးတော့ဒါဒေါက်တာထွန်းလွင်ကတော့ပြက်ပြက်သားသား ကန့်ကွက်ပြောဆိုထားပါတယ်ဒီစီမံကိန်းကလည်းအခုချိန်မှာဒီအစိုးရတက်လက်ထက်မှာပေါ့နော်ပြန်ပြီးတော့ဒါသုံးသက်တာတွေရှိနေပြီပေါ့ဘလို့ပုံစံမျိုးလုပ်ရင်နှစ်ဖက်နိုင်ငံအကျိုးရှိမလဲဆိုတာမျိုးသုံးသက်တာတွေရှိနေတဲ့အတွက်ဒါပညာရှင်တွေဘက်ကတော့အပြင်းပြင်းထန်ထန်တို့တို့ပဲဆက်ပြီးတော့ကန့်ကွက်နေပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါဆိုအခုဒီစီစဉ်နောက်ဆုံးပေါ့နော်ကတ်တွန်းစီစဉ်ပေါ့ကတ်တွန်းစီစဉ်ကတော့ဒီနေ့ထုတ်ဒီ11 Daily 11သတင်းစာရဲ့အချက်ပေါ်စီကကတ်တွန်းလေးရွေးချယ်ထားပါတယ်ဒီမှာတော့ ပြထားတာကတော့ဒီ movement တွေပေါ့နော်ဟုတ်ကဲ့ပါ movement တွေအများ movement တွေတို့ကဒီလေးလေးယောက်လောက်ရှိရပေါ့နော်တို့တွေကလူ movement တွေလည်းရှိရဒီချိန်မှာအဲ့လိုရွာအဲ့လိုပုံမှန်ပေါ့တမန်ရဲဝရစားနဲ့ပေါ့နော်တမန်ပြည်သူတို့ကတို့ကဒီလာတယ်လာပြီးအဲ့ movement တွေကိုတို့တင်ပြလိုက်တဲ့ပုံစံပေါ့နော်6လကြာမှာတဲ့လက်မထောင်လာပါပြီခမရအဲ့ချိန်မှာအဲ့ movement တွေကပြင်ပြလိုက်တာမပုံနေတဲ့မှင်မပြတ်သေးတဲ့ဒုလက်တန်းတွေကတို့လာရလမ်းကိုပြပါလိမ့်မယ်ဆိုပြီးတော့တို့ပြင်ပြလိုက်တာပေါ့နော်ဟုတ်ကဲ့ပါခမဒါကတော့ ဘာတွေလက်မှတ်ထောင်ပြီးတော့ဘာတွေလားရလမ်းကိုပြမလဲဆိုတော့ဒါကြည့်တဲ့သူတွေလည်းကိုယ့်ကိုတုံ့တက်လို့ရနေပါတယ်ဒါဒီအချိန်မှာတော့ကျွန်တော်တို့ဒါနည်းနည်းပြောဆိုဝေဖန်မှုလေးတွေဒါတော့ရှိလာပါပြီဗောနော်ဟုတ်ကဲ့ပါခုနကကျွန်တော်တို့ဖတ်သွားတဲ့သတင်းတွေမှာပါသလိုမျိုးလေးတွေပေါ့ဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါခင်ဗျာဒီကတ်တုံးလေးနဲ့ပဲဒီနေ့အော်တိုဘားလ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေကကောင်းတို့ရာသတင်းတွေကိုထုံထုံဖတ်ကြားပြတဲ့သတင်းစာဘက်ကဖတ်ဆရာအစီအစဉ်ဒီမှာနေပြီးဆုံးပြီဖြစ်ပါတယ် DVB ကိုအားပေးကြည့်ရှုနေသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်